ငါးချစ်သိမ့်တွေအကြောင်း ငါးချစ်သိန်းဒီဟာအစိတ်ရှိပြီးအစူးပါတဲ့ငါးမျိုးစိတ်ထဲမှာပါဝင်နေပါဗျ။ဒီငါးရဲ့အစွမ်းကတော့အနေရပေးနိုင်တဲ့စူးတောင်တွေရှိပြီးဒီစူးတောင်တွေနဲ့အထိုးခံရမယ်ဆိုရင်နာကျင်စေနိုင်ပြီးတခါတရံမှာတည်တည်အထည်အောင်ဖြစ်စေနိုင်ပါတယ်။ငါးချင်သိညီရရဲ့စူးတွေဟာရင်းအုပ်နဲ့ကြောဘက်တွေမှာရှိပြီးမျိုးစိတ်တစ်ခုချင်းစီတိုင်းရဲ့ခန္ဓာကိုယ်မှာထူခြားတဲ့အစင်အကြာတွေပါဝင်နေပါဗျ။ငါးချင်သိညီရကတော့အနီရောင်အညိုရောင်နဲ့အဖြူရောင်အစင်းချောင်းတွေဖြစ်ပြီး30စင်တ ီမီတာတပိတ်အထိရှိပါတယ်။ဒီငါးဟာတောင်ပစိဖိတ်တနာကြောက်တန်းတွေမှာနေထိုင်ကြပြီးအမေရိကန်အရှေ့ပိုင်း၊မက္ကဆီကိုပင်လယ်ကွေ့နဲ့ကာရေဘီယံပင်လယ်တော်ဝိုက်မှာနေကြပါတယ်။ ဒီငားတွေဟာမျိုးပွားနှုတ်ကောင်းမှုမီသူ့ကိုချိန်ချောက်နိုင်တဲ့ငားသိမ့်မရှိရာကြောင့်တန်တာကြောက်တမ်းမှာနေကြတဲ့တခြားငားတွေလည်းဒီငားကြောင့်ပြုံတိကုန်ကြပါဗျ။အချို့အနေနဲ့ပြောရရင်ငားချင်သိမ့်မီဟာသူ့ရဲ့မူရင်းဒေသမှာလှပတဲ့ပင်လယ်ငားတစ်မျိုးဖြစ်ပေမဲ့နေရာဒေသအသစ်တွေမှာတော့ပင်လယ်ရေအောက်ကဘာကိုချိန်ချောက်နေတဲ့အနေရရှိကျူးကျော်မျိုးစိတ်တစ်ခုဖြစ်နေပါဗျ။အခုလိုဘ ഹു တုဒ္ဒရဖွယ်ရဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့တိလွေရာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အစောနေ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်